ဒီနေ့တော့ကဘာဝချန်ခန်းကြီးဆက်ရှိဖြစ်ပါတယ်အခန်းကြီးဆက်ရှိအငယ်1မှ15ကာရဖျားဒီမန်ရီတပိတ်တော်နာမှာအာဗြဟံအားထင်ရှားတော်မူသည့်အကြောင်းရာဟုမူကားနေပူသောအချိန်တွင်အာဗြဟံသည် တဲတကားဝ၌ထိုင်လျက်မျှော်ကြည့်၍မိမိရှေ့မှလူ၃ယောက်ရပ်နေကြသည်ကို မြင်သောအခါခยีဥโจပြုခြင်းဟာအဲတကားဝမှပြည့်၍မြေတို့ဥညွတ်ချလျက်အကျွန်ုပ်သခင်ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျင်ကိုရော့ကြုံမှလွန်၍မတော်ပါနှင့်ရေအနေငယ်ကို ယူခဲ့ပြရစေခြေကိုဆေးပြီးလျင်တစ်ပင်အောက်၌လျောင်းနေကြပါလော မုံအနေငယ်ကိုလည်းယူခဲ့ပါမည်အမောအပန်းပြေသောအခါ သွားကြပါလောထို့သောသောကျေးဇူးတော်ကိုခံစေခြင်းဟံကိုရော့ကျွန်ရှိရာသို့ရောက်ပါပြီဟု ဆို၏ထို့သူတို့ကလည်းပြောသည့်အတိုင်းပြုပါလောဟု ဆိုကြ၏အာဗြဟံသည်လည်းတဲအတွင်း၌ရှိသော စာရာစီတို့ အလင်းအမြန်ဝင်ပြီးလျှင်ဂျုံမုတ်ညက်သုံးစလေကိုအတော့ပြင်၍နေပါပံမုတ်ကိုလှုပ်ပါဟု ဆိုလေ၏ တပံနွားစုတို့ပြေး၍နှုထွားကောင်းမွန်သော နွားတငယ်ကိုယူခဲ့၍လူလင်၌အပ်သဖြင့်မြန်မြန်ပြင်ဆင်စေ၏ထိုနောက်နှုနှင့်နှုတန်းကို၎င်းပြင်ဆင်သောနွားတငယ်ကို၎င်းယူ၍ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်တစ်ပင်အောက်သူတို့အနားမှရက်နေ၍သူတို့သည်စားကြ၏ပြီးသောအခါတင်ဤမယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလင်တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏ထိုသူတို့တွင်တပါးကလည်းဖွားချိန်စေသောအခါငါသည်တင့်စီတို့ဆက်ဆက်ပြန်လာအုံးမည်ထိုအခါတင်းမယားစာရသည်သားကိုရလိမ့်မည်ဟု ပြောဆို၏ထိုတို့ဆိုသောသူ၏နောက်၌တကားဝအနာမှာစာရာရှိသောကြောင့်ထိုစကားကိုကြား၏ ထိုအခါအာဗြဟံနှင့် စာရာသည်အသက်အရွယ်ကြီးရင်လှပြီးစာရာသည်မိမတို့၌ဥဒုရောက်မြဲရှိသည့်အတိုင်းမရောက်ပြီထိုကြောင့်စာရာကငါလဲဥပြီးငါသခင်လဲဥပြီးတို့ဖြစ်၍ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လို့ဆိုလျက်တိတ်ဆိတ်စွာရည်လေ၏တည်မယားစာရာကအကယ်၍ငါသည်ဥပြီးမှသားကိုဖွာလိမ့်မည်လို့ဆိုလျက် အပေချုံရေသည်သာဝရဖျားမတ်နိုင်သောအမှုတစုံတစ်ခုရှိသလိုချင်းချက်သော ဖွမ်းချိန်စေသောအခါတင့်စီတို့ငါပြန်လာ၍စာရာဒီသားကိုရလိမ့်မည်ဟုသာဝရဖျားသည် အာပြန်ဟံအားမိန့်တော်မူ၏စာရာကလည်းကျွမမရေပါဟုကြောက်၍ညင်းလေ၏မဟုတ်ဘူးတင်ရေပြီဟု မိန့်တော်မူ၏ အငယ်၁၆မှ22ထိုလူတို့သည် ထိုရက်ကထား၍တောတုံမြို့သို့မျက်နှာပြုလျက်တွားကြ၏အာဗျဟန်သည်လည်းသူတို့ကို ပို့ခြင်းဟံလိုက်လေ၏ဒါဝရဖျားကလည်းငါပြုမိအမှုကို အာဗျဟန်အားမဖော်မပြဘဲဟွက်ထားရမည်လောအာဗျဟန်သည်ကြီးမြတ်၍တကိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လေမည် လူမျိုးအပေါင်းတို့သည်သူ့အားဖြင့်ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်အကြောင်းမူကားသူသည်မိမိနောက်၌ဖြစ်သောသားများအိမ်သူများတို့အားပြည့်ညံ့မည်အရာကိုငါတိသူတို့သည်လည်းသာရဖျားဤတရားလန်းတို့လိုက်၍ဟုတ်မှန်ဖြောက်မှန်စွာကျင့်ကြလိမ့်မည်တို့ဖြစ်၍ဂရိတော်ရှိသည့်အတိုင်းသာရဖျားသည် အာဗျံဟန်၌ပြုအပ်သောအခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏ တပန်းသာရဖျားကတောတုံမြို့ဂေါမရမြို့၌ကျွေးကြော်သောအတန်ဒီကြီး၍အလွန်အပြစ်လေးသောကြောင့်ယခုငါတွား၍ငါရှိသူရောက်ခဲ့ပြီးသောကျွေးကြော်ခြင်းရှိတဲ့တိုင်သူတို့သည်အမှန်ပြုသည်မပြုသည်ကိုငါကြည့်ရှုမည်မပြုလျင်မပြုကြောင်းကိုငါတိမိဟု မိန့်တော်မူ၏ထိုသူတို့သည်ထိုရက်မှ မျက်နှာလှဲ့၍တောတုံမြို့သို့တွားကြ၏ အာဗြဟံမူကားသာရဖျားရှိတော်၌ယက်နေလျက်ရှိသေး၏အငယ်၂၃မှ28ထိုအခါအာဗြဟံချင်းကပ်၍ကိုရောဒီဖြောက်မှတ်တော်သူတို့ကိုမတရားသောသူတို့နှင့်တကွဖြစ်စည်းတော်မူမည်လောထိုမျိုးတွင် ဖြောက်မှတ်တော်သူ90ရှိလျင်ဖြစ်စည်းတော်မူမည်လောဖြောက်မှတ်တော်သူ90ပါသောမျိုးကိုသူတို့အတွက်မနှမျောဘဲ ဖြစ်စည်းတော်မူမီလောထိုတို့ပြု၍ဖြောက်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွကွမျက်ချင်းအမှုသည်ကိုရောနှင့်ဝေးပါစေတည်းဖြောက်မတ်သောသူတို့ကိုမတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည်ကိုရောနှင့်ဝေးပါစေတည်းမြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဟုလျှောက်ဆို၏သာရဖျားကလည်းတော်တို့မြို့၌ ဖြောက်မတ်တော်သူ90ကိုငါတွေ့လင်သူတို့အတွေ့ထိုအရက်လုံးကိုငါနှမျောမိဟု မိန်တော်မူ၏တဖန်အာဗြဟံကအကျွန်ုပ်တီမြေမှုန့်နှင့် ပြာတက်တဲ့ဖြစ်တော်လဲဖျားရှင်ကိုယခုရှောက်မိဟုအာထုတ်ပါ၏ဖြောက်မတ်တော်သူ90တို့တွင်9ရောက်မပြည့်လင်ထို9ရောက်မပြည့်သောအတွေ့အကြုံထိုမျိုးလုံးကို ဖြစ်စည်းတော်မူမည်လို့ဟု မေးလျှောက်ပြန်တော် ထိုမြို့၌45ယောက်ကိုငါတွေ့လင်ငါမဖြစ်စည်းဟုမိန့်တော်မူ၏အငယ်29မှ33တဖန်တုံထိုမြို့၌40ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုရှောက်ဆိုပြန်လင် ထို40အတွက်ငါမပြုတ်ဘဲနေမည်ဟုမိန့်တော်မူ၏တဖန်တုံအိုဖျားရှင်စေရှိတော်မမူပါနှင့်အကျွန်ုပ်လျှောက်ပြရစီထိုမြို့၌ 30ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင်ထိုမျိုး၌30ကိုငါတွေ့လင်ငါမပြုတ်ဟု မိန်တော်မူ၏တဖန်တုံ အကျွန်ုပ်သည်သာရဖျားကိုယခုလျှောက်မည်ဟု အာထုတ်ပါ၏ထိုမျိုး၌20ကို တွေ့ကောင်း တွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင်20အတွက်ငါမဖြစ်စည်းပဲနေမည်ဟုမိန်တော်မူ၏အိုဖျားရှင် စိတ်ရှိတော်မူပါနှင့်ဒီတစ်ချိန်အကျွန်ုပ် ရောက်ပြစေ ਉ ထိုမြို့၌30ကို တွေ့ကောင်း တွေ့တော်မူလိမ့်မည်ဟုရောက်ဆိုပြန်နှင့်30အတွက်ငါမဖြစ်စည်းပဲနေမည်ဟု မိန်တော်မူ၏ထာဝရဘုရားသည်အာဗြဟံနှင့်နှုတ်ဆက်ခြင်းအမှုကုံစင်ပြီးမှကြွတော်တော်မူ၏အာဗြဟံသည်လည်းမိမိနေရာအရက်သို့ပြန်လေ၏ Okay, now video မှာပြန်တွေ့မယ် Bye bye.